မင်္ဂလာပါအောင်ပန်းဖြူ channel မှာကြိုဆိုပါရစေအခုတော့ဘဝမောတွေဖြေဖို့မျက်လက်တစ်ခုပြင်ဆက်လိုက်ပါတယ် ဒီပြောက်ခွက်ရဲ့ချိုးဝှက်ချက်ကိုလည်းဆက်လက်ဖော်ပြလိုက်ပါရစေ။ဒီပေါက်လိုက်တဲ့အကျွေးစီးကိုစက်ကူဘူးရဲ့နောက်ဘက်မှာလက်မနဲ့ထိန်းထားတာပါ။စကူဘူးကိုဖွင့်ပြီးမှောက်ပြလိုက်တဲ့အခါလက်မကိုဖြေလျှော့ပေးလိုက်တာပဲဖြစ်ပါတယ်။စိုးဝက်ချက်ကိုတည်သွားပြီဆိုတော့ တင်လဲဒီပြောက်ွက်ကိုပြတာနိုင်ပါပြီခုတော့ဒါတော့ပါပဲအားလုံးပဲရွှေလန်းချမ်းမြေ့ကြပါစေ